အားလုံးပဲမင်္ဂလာပါ UK Match ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါတယ် Champion ပြိတ်သက်တဲ့အောင်လည်းမင်္ဂလာပါဆိုတော့ကျွန်တော်တို့ဒီကနေ့စနေနေ့ကကျွန်တော်တို့ရဲ့ဒါကျွန်တော်မြန်မာနိုင်ငံမှာဆိုရင်ကျွန်တော်တို့ဘယ်အာဂဇာနီးဆိုဗျာ World Champion အဆင့်ဆိုတော့ဘာမှမရှိတာကျွန်တော်တို့ရှိမှာ ဝေါ်ချမ်ပီယံဆိုတဲ့အဆင့်ကျွန်တော်တို့ချမ်းနဲ့ပတ်သက်လို့အပျော်တမ်းမှာဝေါ်ချမ်ပီယံတစ်ခါဖြစ်ဘူးလေဗျာကျွန်တော်မြန်မာအသင်းမြန်မာကဒါပေမဲ့အဲ့လိုမျိုး international အဆင့် professional level အဆင့်တားမှာကျွန်တော်ဝေါ်ချမ်ပီယံနေနဲ့ကျွန်တော်နိုင်ငံတော့ကူစားပြုပြီးချမ်ပီယံဖြစ်တာမရှိသလောက်ပဲအခုဆိုရင် Joshua Van ကポテンシャルရချမ်ပီယံဖြစ်နိုင်ပေမဲ့ကျွန်တော်တို့ကမ္ဘာချမ်ပီယံဆိုတဲ့ခွန်ပုတ်ကိုပထမဆုံးမိတ်ဆက်ပေးတယ်နောက်တစ်ခုကဒါကျွန်တော်အယူအဆဆိုတော့ကျွန်တော်ရဲ့ UK Match Day page ပေါ့လေ YouTube Facebook ဒီအားလုံးကိုအခုလိုမျိုး လူတိလာတဲ့အခြေအနေမျိုးအဆင့်တန်းတစ်ခုရောက်အောင်ပေးသက်ဒီအလုံးတိသွားအောင်လုပ်ပေးတဲ့ကျွန်တော်ရဲ့ကျေးဇူးရှင်လို့ပဲပြောမှာအွန်လန်းအန်ဆန်းမှတ်မှတ်ရရပဲအွန်လန်းနဲ့ပတ်သက်လို့ပေါ့လေကျွန်တော်2019ခုနှစ်2019ခုနှစ်အဲ့ပတ်ဝန်းကျင်လောက်ပေါ့လေ2019ခုနှစ်မှာစပြီးတော့ Brandon Vera နဲ့သူစထိုးတဲ့အခြေအဲ့မတိုင်ခင်နဲ့ပါအွန်လန်းကနာမည်ကြီးနေတာကြားပြီဒါပေမဲ့အွန်လန်းကအခုဘာဖြစ်လဲဆိုတော့အခုဒီကျွန်တော်စနေနေ့မှာနောက်ဆုံးဖြစ်ဆွီဒင်ကကစားမပါလေဆွီဒင်ကတယောက်နဲ့သူက ဒါနောက်ဆုံးခေါင်ပွဲရဲ့ရှေ့ပွဲပေါ့လေပွဲမှာသူ့ရဲ့ကစားမဘွား legendary career ကိုအဆုံးသတ်မဲ့ middleweight ပွဲ MMA ပွဲရှိတယ်။နှစ်ယောက်စလုံး weight က weight က weight ကိုဘာရောအလုံး pass ဖြစ်သွားပြီ။ဆိုတော့သူတို့နှစ်ယောက်ရဲ့နောက်သူ့ရဲ့နောက်ဆုံးပွဲပေါ့လေအသက်20ဟုတ်တယ်20ကျော်29 28လောက်26လောက်ထင်တယ်။26လောက်29အပဝင်ချင်းမှာသူဂျကာတာမှာစထိုးတယ်။ အိုက်ကနေမှဆင်တောက်လျှောက်ပဲအခုအသက်40ရင်မှသူ့ရဲ့နောက်ဆုံးကရီးယားပွဲပဲဒါအခုလောလောဆယ်မှာလဲသူကစပြီးတော့ဒီဘယ်လိုပြောမလဲဆိုတော့ဒီလက်ရှိမှာနောက်ထပ်ကရီးယားတစ်ခုကိုစပြီးသွားသွားနေပြီဒါမန်နေဂျာအဖြစ်ပွဲသွင်းတာတို့ဘာတို့ဒါကစားမားတွေရဲ့ဟာတွေသူလုတ်ပေးနေပြီဒါပေမဲ့အခုလောလောဆယ်ကရီးယားအနေနဲ့နောက်ဆုံးပွဲပေါ့လေဒီပွဲကတော့အခုထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပမှာဖြစ်တယ်ဆိုတော့ ဒါအခုဒီအောင်လအန်ဆန်းနဲ့ပတ်သက်လို့ပေါ့လေဒါကျွန်တော်မအမှတ်တရအများကြီးပဲကျွန်တော်ခုနပြောလို့ပေါ့လေမြန်မာနိုင်ငံမှာစပြီးတော့ထိုးတဲ့ချိန်တွေကအယံနမေကြီးတယ်ဗျာဒါသူကကစားမပွားဒါ MMA record ပေါ့လေ46ပွဲကစားတယ်ပွဲ30နိုင်တယ်ဒါ15ပွဲက knockout နောက်73ပွဲက submission နဲ့နောက်တစ်ပွဲက2ပွဲက ဒါဘယ်လိုပြောမလဲ decision နဲ့နိုင်ပြီးတော့15ပွဲသူတို့ရှုံးနေရှုံးတဲ့ပွဲမှာတော့ဒါအခုဒါ decision နဲ့တစ်ခါ6ခါ submission နဲ့3ခါ knockout က6ခါရှုံးနေဒါဂျပန်မှာထိုးတဲ့ပွဲဆိုတော်တော်ကောင်းတယ်ဗျာဂျပန်ကသူစပြီးတော့ champion ဖြစ်တဲ့ချိန်သူကွဲကိုကွဲထိုးတာတွေရော now brandon brera နဲ့ပွဲကကျွန်တော်ပြိတက်တဲ့အားလုံးကိုဒါတက်တက်လို့ဖြစ်ခဲ့တယ်အဲတုန်းက double champion ပေါ့လေ middleweight နဲ့ light heavyweight သူ champion ဖြစ်တဲ့ချိန်ဒါ heavyweight တန်းကနေ brandon vera က philippine ဘွာ american နိုင်ငံသားက ူ့ကိုစိန်ခေါ်ပြီးထိုးတာဗျတကယ်ကောင်းတယ်ဗျတကယ်ဒါဖိုက်ပဲကျွန်တော်ကြည့်ဘူးမြပေါ်တယ်မှာအကောင်းဆုံးပဲအခုအောင်လာကအခုနောက်ဆုံးထိုးတဲ့နှစ်ပွဲစတိုက်သူရှုံးထားတာဗောလေဒါပေမဲ့သူပွဲမရတာလည်းကြာပြီ2023မှာ3ပွဲဆက်22 23 24မှာသူ3ပွဲဆက်နိုင်ပြီးတော့အဲ့နောက်မှာသူနှစ်ပွဲစတိုက်ထပ်ရှုံးထားတယ်168နဲ့71မှာနှစ်ပွဲရှုံးထားတယ်အဲ့နှစ်ပွဲရှုံးထားပြီးတော့မှာအခု one friday night ရဲ့ဒါ friday night 36 october 4ရက်နေ့ဘန်ကောက်မှာသူရဲ့နောက်ဆုံးပွဲပဲဆိုတော့ ဟိုကျွန်တော်အောင်လာနဲ့ပတ်သက်လို့ပေါ့လေဒါ career highlight အဖြစ်ဆုံးဒါကျွန်တော်အတွက်ပေါ့လေ highlight အဖြစ်ဆုံးကတော့ဒါ Brandon Vera နဲ့ October 13ရက်နေ့73ရက်နေ့2019ခုနှစ်ပေါ့လေအဲ့ဒီကနေ Hakasiwa ဆိုတဲ့အဲ Hasikawa ဆိုတဲ့တယောက်နဲ့ထိုးတော့ရတယ်တကယ်ကောင်းတဲ့ပွဲပြာ Tokyo မှာထိုးတဲ့ပွဲတကယ်ကောင်းတဲ့ပွဲဆိုတော့အဲ့ဂျပန်မှာထိုးတဲ့ Brandon ပွဲရတဲ့ပွဲဆိုကျွန်တော်မှတ်မိသေးတယ် အဲ့တော့ကျွန်တော် YouTube စလုပ်တဲ့အချိန်ကျွန်တော် Facebook ကစပြီးတော့နည်းနည်းတော့လူတိနေပြီဗျအဲ့တော့ follower 9000 8000 8000လောက်ရှိတယ်8000မို့ sorry ဟုတ်တယ်8000ပတ်ဝန်းကျင်9000လောက်8000ပတ်ဝန်းကျင်လောက်ရှိမှထင်တယ် YouTube က0ပဲဗျအဲ့တော့ကျွန်တော် channel ဖွင့်တာ2019 September မှာကျွန်တော် channel စဖွင့်တယ်အဲ့ channel စဖွင့်တဲ့အချိန်တည်းကနေဘယ်လိုပြောမလဲဆိုတော့ ရောင်းဝါးဝါးပဲဗျာ view ကလည်းမရဟိုမရဒီမရ YouTube Facebook နဲ့ YouTube ကကျွန်တော်မြန်မာနိုင်ငံမှာပေါင်းလို့ကြတာမှန်ပေမဲ့လှုပ်တာနေရဗျာ YouTube ကနောက်မှလှုပ်ကြတာ Facebook ကိုအရင်အောင်မြင်ကြတာဗျာအဲတော့တော့ကျွန်တော် Facebook ကို YouTube YouTube ကနည်းနည်းလေးနောက်ကြတယ်ဒါပေမဲ့အရင်နောက်မကြဘူးဗျာဒါပေမဲ့ကျွန်တော်ပထမ September တစ်လလုံးတင်မြ video တွေအကုန်လုံးက view က10 view 15 view subscriber ကလည်း100လောက်ပဲရှိတယ်အဲ့ချိန်မှာ Brandon Vera နဲ့ပွဲမှာ online နိုင်လိုက်တဲ့အချိန်မှာကျွန်တော် online video တင်လိုက်တာတင်လိုက်တဲ့အချိန်မှာ ချက်ချင်းမဲ့ subscriber တထောင်ပြည့်သွားတယ်ညာလေ။ဘာလို့ကျွန်တော်အပွဲကလည်းအရန်ကောင်းတာဟုတ်ပေးတက်တက်တက်လို့ဖြစ်နေကြတဲ့အချိန်မှာအရန်ကောင်းပြီးတော့သူနိုင်ပြီးတော့ဒါကျွန်တော်တော်တော်ကြီးကိုခံကောင်းစားနေ subscriber တထောင်ကျော်ဖြစ်တယ်။အဲ့ကနေမှဆင်နောက်ထပ် online နဲ့ပတ်သက်တဲ့ video ပြအဲတုန်းက Philippines Philippines ကတယောက်ဟာတာဆန်ဆန်နဲ့လှုပ်ထားတဲ့တိတ်ထိုးပြီးတော့ online ရပြိုင်ဘက်ဘယ်သူလဲဆိုအဲ့မှာလည်းကျွန်တော်ပေးတက်ဒီအရန်ကြီးကအဲတော့ဘာတင်နေပြ online video အကုန်ကြည့်ကြရဲ့ခစ်ပေါ့ဗျာ။အဲ့မှာကျွန်တော် subscriber တထောင်ကနေစပြီးတော့ တောင်းလျှောက်အရှိန်နဲ့တက်သွားပြီးတော့မှကျွန်တော်တောင်းချီတွေဖြစ်သွားပြီးတော့အဲ့မှာအောင်လာကျွန်တော်တို့တကယ်လုံးဝကျေးဇူးရှင်ပဲတကယ် YouTube တခါလေကြောက်ပါဗျာအဲ့လို moment လေးမှာအခွင့်အရေးရတာအဲကြောင့်ကျွန်တော်အမြဲတမ်းကျွန်တော် respect ရှိတယ်ကျွန်တော်လမ်းကြောင်းကိုယ့်ရဲ့ဖြတ်သန်းလာတဲ့လမ်းကြောင်းတစ်လျှောက်မှာဒါ तू ဟာကျွန်တော်ရဲ့အစိတ်ပိုင်းတစ်ခုရဲ့အဓိကအချက်ပဲအခုဒီလိုလမ်းကြောင်းတစ်ခုရောက်ဖို့အခွင့်အရေးပေါ့လေဆိုတော့ကျွန်တော်တို့ရဲ့ legendary သားမကြီးအောင်လာဒီနေ့နောက်ဆုံးပွဲပဲရှုံးနာနိုင်တာကတော့ထားတော့ဗျသူ့အတွက်ကပြီးပြီလေဒါတပိုင်းတစ်လျှောက် MMA ရဲ့ တနစ်တာအကောင်းဆုံး MMA fighter ဆုလည်းရဘူးတယ်။နောက်ကပတ်နှစ်ခုမှာ weight တန်းနှစ်ခုမှာလည်း champion ဖြစ်ဘူးတယ်။မြမသမိုင်းမှာလည်းတခါမှမဖြစ်ဘူးတဲ့ international ascent level မှာ champion ဖြစ်ဘူးတဲ့ level ဒီနဲ့ MMA fighter တယောက်နေနေရောအမြဲတမ်းခုံယူရတယ်။မြမဂုံဆောင်လားအန်ဆန်းဒါကျွန်တော်တို့ကတော့ရှင်းရှင်းလေး dark fight တွေ stand fight တွေကိုတကယ်သဘောကျတယ်။ तू ကအဲ့ပိုင်းတိတ်ပိုင်းတာ။ तू ထိုးကိုထိုးသူနာကိုနာကိုယ်အပြဲပဲ။ဒါမျိုးကြီးကြိုက်တယ်ပဲကျွန်တော် UFC မှာကျွန်တော် Conor McGregor တို့အဲ့လိုမျိုးထိုးတဲ့လူတွေတိတ်သဘောကြကျွန်တော်တို့ကဟို စတန်ဖိုက်ဒီဒီကိုပဲကြိုက်တာဗျာကျွန်တော်တို့ကအဲ့လို grab လုပ်ပြီးတော့ဒီဘယ်လိုပြောမလဲဆိုရင်ချုပ်ကွက်နဲ့နိုင်တာတွေဘာတွေ submission တွေကြိုက်ကိုမကြိုက်ဘူးကျွန်တော်အဲ့ကြောင့်မို့ကျွန်တော် MMA နောက်ပိုင်းမကြည့်ဘူးဘာလို့မကြည့်တော့အခုနောက်ပိုင်းကြော်ကြတဲ့ကောင်တွေအားလုံးကြည့်ရဒါပဲဒါပဲအဲ့ကြောင့်မို့ကျွန်တော်လက်ဝတ်ပွဲတွေပြောင်းကြည့်တယ်လက်ဝတ်ပွဲတွေကပို့ပြီးတော့အရသာရှိသွားဗျာအဲ့အရာတွေက MMA ကြာသွားတဲ့အချက်တယောက်နဲ့တယောက်တော့မတူဘူးပေါ့လေချိုးရလေအဲ့ဒါကိုကြိုက်တယ်ကြိုက်မှာကျွန်တော်တို့ကတော့တိတ်မကြိုက်ဘူးပေါ့လေကျွန်တော်ဒါမဲ့ဒီကြတာတော့အောင်လာဟာကျွန်တော်ကျွန်တော်တော်တော်တကယ့် ကျွန်တော်ဒီအခြေအနေဒီလိုရအောင်ပြည့်သက်တည်လာအောင်အများကြီးလုပ်ပေးခဲ့တဲ့အဓိက main ပဲ Facebook boost လုပ်တာ YouTube boost လုပ်တာလည်းဘာမှမတူဘုံကနေပဲဘုံဆိုပြီးတော့ပောက်ကွဲပြီးတော့မှဘယ်လိုဖြစ်လဲဆိုတော့နောက်ဆုံးတိုင်းငါလုံးတည်ပြီးတော့တိုင်းတာအဲ့မှာကျွန်တော် Facebook ကလူတိုင်းတာတည်တည်နေ YouTube မှာလုံးဝလူမရှိဘူးတော်အဲ့တော့ YouTube လုပ်တဲ့လူတွေပိုတည်ပါတယ် Subscriber 1000ရဖို့တော်တော်ခက်တယ်ပထမ1000ကတော်တော်ခက်တယ်1000 အဲ့ဒါသူ့ကြောင့်ရတာတကယ်တကယ်ဒါကြောင့်ဒီနေ့ညပွဲမှာနိုင်တာရှုံးတာထက်ပေါ့လေကျွန်တော်စနေနေ့မှာရှုံးတာနိုင်တာထက်ဒါသူ့ရဲ့နောက်ဆုံးပွဲအတွက်ကတော့ဒါကျွန်တော်ဒီဘယ်လိုပြောမလဲဒီအမှတ်တရလေးပေါ့လေဒါသူ့နဲ့ပတ်သက်လို့ကျွန်တော် impact arena မှာကျွန်တော်သွားကြည့်ဘူးတဲ့အဲတော့ကဝင်ယုံဝဲရှိသေးစော်လိုက်တာကိုယ်ဆရာအယမ်းမြန်တယ်အဲအဲအဲသူ့ကြောင့်ပဲကျွန်တော် time မှာတချို့မိတ်ဆွေတော်တော်များများရတယ်ဗျာကျွန်တော်အဲ့ပွဲသွားကြည့်နေကျွန်တော် time မှာခင်တဲ့ချို့ညီလေးရှိတယ်အဲတော်တော်များများအဲ့အောင်လာပွဲသွားကြည့်နေတွေ့တာအောင်လာနဲ့ပတ်သက်လို့ကျွန်တော်အမှတ်တရအများကြီးပေါ့လေဒါကျွန်တော်ရဲ့အမှတ်တရ ဖြစ်လို့ကျွန်တော်တို့ရဲ့ legendary MMA champion ဟောင်းကြီးတို့ဒါအကောင်းဆုံးအနာယူမှုနဲ့အတူ retire အတွက်နောက်ဆုံးပွဲအပြီးမှာတော့ပြည်သက်တွေတော်တော်များတော့ဝင်းရံကြမယ်လို့လည်းယုံကြည်ပါတယ်ကျွန်တော်တော့အတောင်းချောင်းချောင်းဒီပွဲကိုမကြည့်ခွင့်မရဘူးဆိုတော့ TV ရပဲကြည့်ရမှာ live ပါပေါ့လေဆိုတော့အားလုံးအထူးပဲကျေးဇူးတင်ပါတယ်ကဲကဲအောင်လာ congratulation ပါတကယ်အကောင်းဆုံး career အတွက်ပေါ့လေအားလုံးအတွက်ဂုဏ်ယူရတဲ့အမြဲတမ်းရှိနေသူတယောက်ပါအားလုံးကျေးဇူးတင်ပါတယ်